ီကောင်းလေးကပြီးခဲ့တဲ့ပွဲကပေါ့နော်လွယ်လွယ်လေးနဲ့ပေးလာနော်ဒီဒီတလိုင်းနဲ့တော့မဟုတ်ဘူးနော်လွယ်လွယ်လေးနဲ့ဒီ9နဲ့9နဲ့နှလုံးပေါင်းခြင်း၄တင်းနဲ့နင်းနဲ့နှလုံးပေါင်းခြင်း3 9နဲ့3နဲ့နှလုံးပေါင်းခြင်း2ခွန်နဲ့၄နဲ့နှလုံးပေါင်းခြင်း၁ဆို၄ဝင်တော့တာပဲနော်အဲ့ဒါကိုရှည်ရွေးရတယ်လို့လာတာဗျရှည်ပေါင်း30ရှည်ပေါင်း9ရှည်ပေါင်း8ဒီမှာရှည်ပေါင်းခွန်အဲအဲ့လိုလေးလာတာ၃၉၈ ခွန်အဲစီနီယံသွားတာเนาะ398ခွန်အဲဒါလေးကကြိုက်လို့တော့မဟုတ်ဘူးเนาะကြိုက်လို့မဟုတ်ပေမဲ့ဟိုသူလောက်ထားတာလေးရှိတော့ထိုးခြင်းလဲထိုးလို့ရအောင်ပေါ့เนาะအဲ့လိုလေးအဲ့မှာကျွန်တော်တို့ဒီကျော်ထွန်းမင်္ဂလာပါเนาะခစ်တဲ့မင်္ဂလာပါဒီမှာရှေးပေါင်း30လို့ရိုက်တာ ਨੇ အဲ့ကိုထိတ်နေဒီက၄နှစ် ਨੇ သုံးလုံးပေါင်းချင်း၅ချုပ်တယ်ကိုရဲ့၄ရက်၄ရက်၃လုံးပေါင်းချင်း၅ချုပ်တယ် ပုံစံလူပေါ့နော်ဒီမှာလဲကျွန်တော်တို့ကရှေးပေါင်း9လို့ရိုက်တယ်ဒီ9ထိတ်နဲ့ဒီက3ခါ6ပိတ်နေအောင်5လို့ချုပ်တယ်9ရဲ့3ရဲ့6ရဲ့3ဘုံပေါင်းချင်း5ချုပ်တယ်နော်အဲ့တော့5ဒီမှာလဲ5ပေါ့နော်ဒီမှာလဲရှေးပေါင်း6လို့ရိုက်တယ်ဒီ6ထိတ်နဲ့ဒီက8ခါတိုင်း1ပိတ်နေအောင်5လို့ချုပ်တယ်3ကတိတော့ပေးနေပြီပေါ့နော်ဒီ4ကတိပေးမယ်ဆိုရင်ဒီမှာ8ထိတ်ရှိတဲ့အတွက်နောက်ပေါင်းခွန်ဝင်ရမှာပေါ့နော် ိုင်နောက်ပေါင်းခွန်ကိုကျွန်တော်တို့ကားတစ်လုံးထည့်ပေးလိုက်မယ်နော်နောက်ပေါင်းခွန်ကိုကားတစ်လုံးထည့်လိုက်မယ်အဲ့မှာကားတစ်လုံးဘယ်လိုထည့်မလဲဆိုတော့9ရက်4ရက်2ရက်3လုံးပေါင်းရင်5ဖြစ်လို့တဲ့9ရက်နှစ်ခတ်ကိုဒီ shift နောက်ပိတ်နဲ့ဒီရက်တစ်ခါတိုင်းနဲ့ဒီရက်၄ခါနဲ့ကို3လို့ချုပ်တယ်ဗျာ4ရက်1ရက်8ရက်3လုံးပေါင်းခြင်း3လို့ချုပ်တယ်အဲ့တော့နောက်ပေါင်း5ဖြစ်ဖို့ဒီ3လုံးပေါင်းခြင်း5ဖြစ်ဖို့နှလုံးပေါင်းခြင်း6 6ကိုမှ ဒီ၃လုံးပေါင်းခြင်း၃ဖြစ်အောင်၄ခါရှိတဲ့အတွက်နှစ်ပိတ်ထည့်ရုံပေါ့နော်။ဟုတ်ပြီအဲ့ဒါဒုတိယကံမှာလည်းအဲ့လိုပဲကျွန်တော်တို့ကဒီရှေးပေါင်းကိုလိုရိုက်တန်းနေဒီ၉ရဲ့၃ရဲ့၆ရဲ့၃လုံးပေါင်းခြင်း၅လို့ထည့်တယ်။ထည့်တဲ့နေရာမှာ၅ရဲ့နှစ်ခက်ကိုဒီ၃ရဲ့၃ရရဲ့၃ရရဲ့၃လုံးပေါင်းခြင်း၃လို့ထည့်တယ်။၃၃ည၃ည၃လုံးပေါင်းခြင်း၃လို့ထည့်တယ်။အဲ့ဒီတော့၃ညခါဝင်တာနဲ့ဒီ၃လုံးပေါင်းခြင်း၆ဖြစ်အောင်နောက်ပေါင်း၆ဆိုတော့၆ပိတ်ထည့်လိုက်ရုံပေါ့နော်။အဲ့ဒီတော့၃ည၆တွဲလေးပေါ့။ ဟုတ်ပြီဒါဆိုတတိယကတ်မှာလည်းသူက6ရေရှေးပေါင်းရှေ့လို့ရိုက်တာနဲ့6ရေရှေ့ရေတစ်ရေသုံးလုံးပေါင်းချင်း9လို့ထည့်တယ်ထည့်တဲ့နေရာမှာလည်းဒီက3နဲ့2နဲ့အဲ3နဲ့2နဲ့ပေါ့နော်ဒီရှေ့ခါနဲ့ကို3လို့ထည့်တယ်3 2ရှေ့ဒီသုံးလုံးပေါင်းချင်းကျွန်တော်တို့3လို့ထည့်တာနဲ့3ရေနှစ်ခက်ကို6ရေရှေ့ရေတစ်ရေသုံးလုံးပေါင်းချင်း9လို့ချုပ်တယ်အဲ့တော့81တွဲလေးပေါ့နော်ဟုတ်ပြီဒါဆိုဒီမှာကျွန်တော်တို့စတုဒ္ဒကံနေရှေ့ပေါင်း9ပေးသွားပြီ အဲ့သူ့ရဲ့အောက်မှာဆက်ကစားတာမကစားတာတော့ကျွန်တော်လည်းအပိုင်မတည်ဘူးပေါ့နော်အဲ့အတွက်ဟိုပေးမထင်ဆော့ပေါ့မပေးဘူးထင်လည်းမဆော့နဲ့ပေါ့နော်ဘာလို့ဆိုတော့ဒါတွေကကျွန်တော်လည်းအပိုင်မတည်တဲ့အလုပ်ဆိုတော့ရှေ့ပေါင်းခွန်တော့ပေးသွားပြီပေးသွားပြီဆိုတော့ဒီရှေ့ရဲ့နောက်ပေါင်းခွန်ရံမှာကျွန်တော်တို့က၅ဖြစ်မှာအဲ့၅ရဲ့နှစ်ခက်ကိုခွန်ရယ်၉ရယ်ဒီမှာခွန်ခါလို့ထဲမှာကျွန်တော်သုံးဖြုတ်မှာအဲ့တော့ဒီသုံးလုံး၅ဖြစ်အောင်၃ညနောက်ပဲခွန်၃ညတွဲပေါ့နော်ခွန်၃ညနောက်တွဲ ိုက်ခွန်တော့ညနောက်တဲ့ကိုထိတ်စီးကြဘယ်လိုထည့်မလဲဆိုတော့စီနီယံနဲ့ပဲကျွန်တော်ထည့်မယ်เนาะထိတ်စီးရတော့၃မျိုးလောက်ထည့်ရတယ်ဒါပေမဲ့ကျွန်တော်ဒီယာလေးပဲပို့ကြိုက်တယ်ပေါ့နော်၉ရ၄ရ၂ရ၃လုံးပေါင်းချင်း၅ကို၈ရ၁ရ၄ရ၃လုံးပေါင်းချင်း၃ဖြစ်လို့ထိတ်စီးကိုကြတော့၉ရ၉ရပေါ့နော်နှလုံးပေါင်းချင်း၈နဲ့၆နဲ့ကို၄လို့သွားတယ်စီနီယံပဲသွားကြတယ်ပေါ့နော်ခြေပေါင်း30ရိုက်တယ်ဒီ3လုံး5ရိုက်တယ်ဒီ3လုံး3ချုပ်တယ်9ရ9ရ6ရ3လုံးပေါင်းချင်း လေးလို့ဖြစ်တယ်အဲ့တော့6လေးနှစ်ပေါ့နော်လေးဖြစ်ဖို့6ထိပ်ပေါ့ဗျာအဲ့ဒါဒုတိယကအရှိပေါင်းကိုရိုက်တယ်ဒီသုံးလုံးပေါင်းရင်5ဖြစ်အောင်နောက်ပေါင်း6အဲ့6ကိုမှ3ရ3ရရ3ရရသုံးလုံးပေါင်းရင်3ဖြစ်လို့6ပိတ်နဲ့3ရ6နောက်တွဲကိုခွင်ရ9ရခွာ6ရဒီရ9ထိပ်ရသုံးလုံးပေါင်းရင်5လို့ဖြစ်တယ်လေးပြီးတော့5ပေါ့နော်အဲ့တော့9 3ရ6လို့ထွက်တယ်ဒါဆိုတတိယကတ်မှာလည်းဒီမှာရှေးပေါင်းရှေ့လို့ရိုက်တယ် 6ရက်7ရက်8ရက်သုံးလုံးပေါင်းချင်းက9ရက်2ခက်ကို3ရက်2ရက်8ရက်သုံးလုံးပေါင်းချင်းက3လို့ချုပ်တယ်ချုပ်ပြီးတာနဲ့ထိတ်စီကိုကြတော့6 6ရှိတဲ့အတွက်6ဖြစ်ဖို့၄ထိတ်နဲ့၄၈၁လို့ထွက်တယ်ဟုတ်ပြီနော်၄၈၁လို့ထွက်တယ်ဒါဆိုစတုထက်ရှေ့ပေါင်း9တော့ရိုက်သွားပြီဒီသုံးလုံး9ဖြစ်ဖို့နောက်ပေါင်း9နောက်ပေါင်း9ကိုမှ10ကွဲမထိုးတော့ဘူးဒီ9ရက်9ရက်9ရက်သုံးလုံးပေါင်းချင်းကကျွန်တော်တို့3ဖြစ်အောင်ခွန်ခါအဲ့ဒါဝင်မှဒီ၈ရက်9ရက်3ရက်မှ9ဖြစ်မှအဲ့တော့3ရက်ပဲ အဲ့တော့ကျွန်တော်တို့ကဒီ၃လုံးခွန်ဖြစ်မယ်ဆိုရင်၅ထိပ်၅ခွန်၃ညဆိုတဲ့ပဋိညက်တစ်ခွက်ပေါ့နော်အဲ့လိုမှမဟုတ်ဖက်နဲ့၉ထိပ်၃ထိပ်တွေပြမယ်ဆိုလည်းရတယ်နော်အညီစားဒီ၃လုံးပေါင်းချင်းခွန်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 ဆို390ပေါ့နော်ဘူပဋိကြိုက်တဲ့သ390ထိုးပေါ့အဲ့ခွန်၃ညနောက်တွဲနဲ့10ခွက်မဟုတ်ဘူးနော်ဒါလူဆောင်ရင်းပေါ့ဗျာအနီးကပေါ့နော်အနီးကလိုင်းလေးပါပါပေါ့ဗျာ900ဘူး1000ဘူးထိုးပေါ့ 5.90ပေါ့နော်ခဲတယ်နဲ့ဆိုတော့နည်းနည်းတော့အယောင်ကမြင်ရတာမမြင်ရတာမသိဘူးနော်ဒီတောင်းနဲ့ကြတော့လက်ကရွှေ့ရင်လှုပ်လို့သွားလို့ပေါ့နော်အဲမကြောင့်ဒီကိုဘူးနဲ့ပဲကောင်းတယ်ဘူးနဲ့ပဲကောင်းတယ်တူဒီမွေးကနေပေးကြပါဦးနဲ့ဟုတ်ကဲ့ပါလို့ ဒီကောင်ကြတော့ကျွန်တော်ဘောပင်လေးနဲ့သွားလိုက်မယ်နော်နော်ဘောပင်လေးနဲ့ဘောပင်လေးနဲ့ဟိုးတဲ့အဲကျွန်တော်တို့ဒီပြနေကြ line လေးပဲနော်ပြနေကြ line လေးပဲပြနေကြ line လေးကိုတဲ့နှစ်ဦးမှာတဲ့သူကကိုးထိတ်လို့ရိုက်လို့ခွာကိုးနေတဲ့တုံညာခါ3တုံညာ6ထွက်တယ်ပေါ့နော်ထွက်တာနဲ့သူ့ရဲ့တစ်နှစ်ကျော်မှာရှစ်ခါတိုင်နဲ့ ခွာသုံးထွက်တယ်ဗောနော်ရှစ်ခါးတိုင်းနဲ့သုံးသုံးညခွာတယ်အဲ့လိုထွက်တဲ့နှစ်ထဲမှာတဲ့သူကဒီရှစ်ခါးကြောင်းတဲ့သူကရှစ်ထိပ်စီးနဲ့ပရိကိုးတစ်ခုထွက်ခဲ့တယ်တဲ့အဲ့နှစ်ထဲမှာဗောနော်ဟိုထွက်မထွက်တော့ကျွန်တော်လိုက်ကြည့်လိုက်အောင်မနော်အဲ့ဒီရှစ်ထိပ်စီးနဲ့ရှစ်ချောင်းကပရိကိုးထွက်ခဲ့တယ်တဲ့အဲ့လိုထွက်တာနဲ့သူ့ရဲ့အောက်ဆောင်မှာပရိကိုးပါတဲ့ဒီပရိကိုးဒီပရိကိုးဆောင်ဆင်းနေဗောနော်ရှစ်ထိပ်စီးနဲ့ဒီကရှစ်ခါးနဲ့ဘရိတ်တက်ပေါ့နော်ရှစ်ခါးနဲ့ဘရိတ်တက်အဲရှစ်ခါးဒီရှစ်ထိပ်စီးနဲ့ ပရိတ်ကိုးဆိုတဲ့ကဏ္ဍတစ်ခွက်တစ်နှစ်လုံးမှာမှာတော့တစ်ခွက်ပဲထွက်တာပေါ့နော်အဲ့သူ့ရဲ့ဆောင်းမှာပရိတ်ကိုးပါတဲ့ဟုတ်ပြီနော်ဒါပရိတ်ကိုးပေါ့ဗျာပရိတ်ကိုးတည်တံ့ပြတာနော်အဲ့ဒါပြီးတော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရှစ်ခါးနဲ့ခွာတော့ပရိတ်တက်ကြောင်းနဲ့သူ့ရဲ့နောက်တနေ့မှာပရိတ်တက်လို့ထွက်မယ်ဆိုရင်ပေါ့နော်ပရိတ်တက်လို့စထွက်တဲ့ပရိတ်ကြီးတဲ့ဘယ်နှစ်ကလာလဲဆိုတော့တစ်ခါတည်းပြီးအောင်ပေါ့နော်ပရိတ်တက်ဒီဘယ်နှစ်ကလာလဲဆိုတော့ ကျွန်တော်တို့သူကနေရေးမယ်နော်တလေးတက်ကနေရေးမယ်ဆို1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90ောက်ပါတဲ့353ဆိုတဲ့ကဏ္ဍကိုတဲ့ဒီကိုထိတ်စီကိုထိတ်ဒီခွာကိုပေါ့နော်သူရတဲ့နေ့ကျော်မှာရှစ်ခါနဲ့ခွာ3ညိုက်တယ်ဒီရှစ်ခါကျော်အဲ့နှစ်ထဲမှာရှစ်ထိတ်ဒီနဲ့ဗရိတ်ကိုလို့တခုထွက်တယ်ပေါ့နော်သူရဆောင်မှာဗရိတ်ကိုဆင်းနေပေါ့နောက်တနည်းကျတော့ဒီ ရှ िख ားနဲ့ပရိတ်တ်မလို့တဲ့အဲ့သူ့ရဲ့နောက်တညမှာပရိတ်တ်လို့စထွက်ရင်ပေါ့နော်ပရိတ်တ်လို့စထွက်ရင်သူ့ရဲ့ဘယ်ဘက်ပေါ့နော်အောက်ကနေကြီးလိုက်မယ်လွယ်တဲ့နေရာနေတလေးတက်ကနေရေးရင်ဒီကနေရေးရမှာပဲအဲ့ဒီပရိတ်ကိုရိုက်တဲ့နေထဲကနေပေါ့နော်1 2 3 4 5 6 7 9 10နှစ်မြောက်ကကလန်ပေါ့နော်အဲ့ဒါကလည်းဒီရနေလာတော့ပါဗျာဒီဒီ site က6ချိန်မှာဘူပရိတ်1နှစ်ကျော်12ချိန်မှာဘူပရိတ်သူ့ရဲ့နောက်တနည်း22ချိန်မှာ9ပရိတ်အဲ့မှာ12ချိန်ဘူပရိတ်နှစ်ထွက်တဲ့နှစ်ထဲကကလန်ပေါ့ဗျာအဲ့လိုပဲလွယ်ပြောပေးတယ်နော်အဲ့ဒါကကျွန်တော်6ပရိတ်နဲ့1ပရိတ်နဲ့ရောပြတာနော်ဟုတ်ပြီဒုတိယကကျွန်တော်တို့တော့ တုံညာထိတ်စီကြောင်းနဲ့ခွာ33တုံညာအတွဲနဲ့ပေါ့နော်တုံညာခါပိုင်းကြီးနဲ့ခွန်တုံညာ3လို့ထွက်တယ်ထွက်တာနဲ့သူ့ရဲ့တနေ့ကြောင်းမှာရှစ်ခါတဲ့ငယ်တဲ့ခွန်ခါနဲ့ခွာ3 390လို့ထွက်တယ်ပေါ့နော်အိုင်းနဲ့ထဲမှာခွန်ထိတ်စီနဲ့ဗရိတ်ကိုတကွာထွက်တယ်ပေါ့ဒီမှာခွန်ရှစ်လေးမှာပေါ့နော်အဲ့လိုထွက်တာနဲ့သူ့ရဲ့ဇောင်းမှာဗရိတ်ကိုပဲတဲ့ဒီလေးလေးဒီဗရိတ်ကိုပါတဲ့ IVR ဆိုရင်ကျွန်တော်တို့ကဒီဒီခွန်ခါနဲ့ဗရိတ်30ကြောင်းနဲ့သူ့ရဲ့နောက်တစ်နှစ်မှာဗရိတ်3ညလို့စထွက်ရင်ပေါ့နော် ီမှာထွက်တာပဲအပေါ်မှာတော့မရှိဘူးเนาะ666သူကနေပြီးတော့ကျွန်တော်တို့1 2 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ခွန်၈9 10မြောက်ဒီ686ဆိုတဲ့ကဏ္ဍကိုလိုက်ထွက်တာပါလေအဲ့မှာ12ကြိမ်မှာလည်းသူအတုံညာပြိပါဒါဖရိန်ပြေဆုံးကတော့ကျွန်တော်မဆွဲထားလို့ပေါ့နော်သူရဲ့တစ်နှစ်ကျော်မှာ6ကြိမ်မှာလည်းပူပြိပါပေါ့နော်သူရဲ့နောက်တစ်နှစ်ကျွန်တော်တို့ ့22ချိန်မှာ5ပြိတ်သူ့ရဲ့နောက်တဲ့နှစ်ပြိတ်မှာဒါတစ်ပြိတ်ပေါ့နော် IT ဖိန်ကအရှိကြီးပါနော်ဒါကျွန်တော်မြန်အောင်နဲ့နားလဲအောင်ပေါ့နော်နားလဲလာတော့မသိမြန်လဲဆိုလည်းပြန်ပြောပြီနော်ပြန်ပြပြီဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာတတိယကတ်အနေနဲ့နှစ်ဦးတစ်ချိန်မှာတစ်ထိတ်ခွတ်တစ်338နော်အဲ338ထွက်လို့သူ့ရတဲ့နှစ်ကျော်မှာကျွန်တော်တို့6ခွင်6ပေါ့နော်6ခန်းနဲ့ခွာ3လို့ထွက်ခဲ့တယ်အဲ့လိုထွက်ခဲ့တဲ့အတွက်6ခန်းနဲ့ဗရိတ်3ထွက်ခဲ့တဲ့အတွက် အဲ့6ထိပ်စီးနဲ့ဗရိတ်ကိုဆိုတဲ့ကဏ္ဍတစ်ခုအဒီမှာထွက်တယ်ထွက်တာနဲ့သူ့ရဲ့ဇောင်းမှာဗရိတ်ကိုပဲရိုက်မှလာပေါ့နော်ဗရိတ်ကိုပဲရိုက်မှလာဆိုတော့ဒီမှာဗရိတ်ကိုလို့6ခန်းနဲ့ဗရိတ်ကိုထွက်လို့အဲ့နဲ့ထဲမှာဗရိတ်ကိုလို့စထွက်မယ်ဆိုရင်တဲ့သူကနေပြီးတော့ဒါသူ့ရဲ့အရှိတရားပေါ့နော်ဒီ1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30စေနှစ်မြောက်မှာဗရိတ်ကိုတီဒီတစ်ခွက်ပဲရှိတာဗျာကျွန်တော်ကြည့်တာလုံးရင်လေဖြည့်ထိုးပေါ့နော်ဒီတစ်ခွက်ပဲရှိတာပေါ့ ဒီ920ဆိုတဲ့တကွက်ပဲရှိတာပရိတ်ကိုပေါ့နော်အိုင်မတ်ကျွန်တော်တို့12ချိန်မှာဒါဘူပရိတ်ပဲတနည်းကျော်9ချိန်မှာဘူပရိတ်ပဲအိုင်လန်ရပေါ့နော်သူရဲ့နောက်တနည်းကျွန်တော်တို့20နဲ့2ချိန်မှာ9ပရိတ်ပေါ့သူရဲ့နောက်တနည်း2ပရိတ်မှာ10ပရိတ်အဲ့လိုမျိုးပရိတ်ရအရှိကြီးပါเนาะအပြည့်စုံပေါ့အဲ့လိုမျိုးရှိတယ်ပေါ့အဲ့ကြတော့ကျွန်တော်တို့ကဒီခွန်နှစ်တုံညဆိုတဲ့ကဏ္ဍကဒီဘွဲမှာဒါထိုးတင်တယ်လို့ထင်လို့ပေါ့နော်အချပြရတာပေါ့ ဟုတ်ပြီနော်ဒါ break ကိုပေါ့ break ကိုနဲ့ခွန်နှစ်၃ညပေါ့နော်ဒါခွန်နှစ်၃ညကျွန်တော်ကတော့ခွန်၃ညနှစ်လို့ရွေးထားတယ်နော်အဲ၃ညနောက်ပိတ်ကြိုက်တဲ့သူက290လို့ခွန်နှစ်30လို့ထိုးပေါ့အားတော့အားလိုက်ဒီအကွက်ရွှေဆိုတော့ဟုတ်ပြီအဲ့ဒါဆို break ကိုနောက်တစ်မျိုးထပ်ကစားခြင်းအဲဒီကောင်လေးတော့ကြိုက်ကြမယ်ထင်ပါတယ်။နှစ်ပိတ်မှာ84ခွပေါ့နော်။ခွန်လေးအခွခွန်ထိပ်စီ၄ပိတ်လို့ပိတ်တယ်။ အဲ့လိုပိတ်တံနဲ့သူကနေတစ်နှစ်နှစ်နှစ်သုံးနှစ်ကျော်မှ6ခါတဲ့အ6ခါပေါ့เนาะသူကနေတစ်နှစ်နှစ်နှစ်သုံးနှစ်ထက်ကျော်လိုက်5 95ဆိုပြီးတော့ထိတ်စီးသုံးလုံး9000ပဲပေါ့เนาะအဲ9000နဲ့အဲ့နှစ်ထဲမှာသူက၄ခွန်အခွက်ခွာတယ်၄ထိတ်စီးနဲ့ခွန်ဘိတ်ဆိုပြီးတော့ခွာတယ်เนาะနောက်ရက်မှာတခြားလေးပြင်ထားလိုက်မယ်ဗျာเนาะအစင်မပြေဘူးမီးရအဲ့၄ခွန်ခွာတယ်သူ့ဆောင်ကကနန်းဒီအဲ့နှစ်ထဲမှာပြန်တော့ထွက်တယ်ပေါ့เนาะအဲ့လိုမျိုးလေး အဲ့ဒါပြီးတော့သူ့ရဲ့တနှစ်ကျော်မှာတဲ့သူကနေပြီးတနှစ်ကျော်မှာနော်တနှစ်ကျော်မှာပထမဆုံးသူက၄ဘိတ်လို့ကစားခဲ့ရင်ဒီမှာ၄ဘိတ်ကစားပြီ84လို့ပေါ်တယ်ခွန်ခါတိုင်း၄ဘိတ်လို့ပေါ်တယ်အဲ့လိုပေါ်ရုံနဲ့သူ့အောင်မှာဗရိတ်ကိုမကစားဘူးတဲ့သူ့အထက်မှာသူကဒီကရှေပေါင်းနှစ်နဲ့ဒီကခွန်ခါနဲ့ပေါ့နော်93ခွန်3လုံးပေါင်းချင်း6ဖြစ်ပြီးမှဒီ685ဆိုတဲ့ဗရိတ်ကိုကစားတာပါတဲ့ဟုတ်ပြီနော် ါလေးနဲ့စတဲ့ဇလန်းပေါ့ဗျာအဲ့မှာခွန်ခါလေးဘိတ်ကလည်းလေးဘိတ်ကလည်းပထမဆုံးလေးဘိတ်ပေါ်ရမှာနော်အဲ့ပေါ်တဲ့နေရာမှာလည်းခွန်ခါနဲ့လေးဘိတ်အဲ့ဒါကိုမှရှေးပေါင်းနှစ်နဲ့ဒီသုံးလုံးပေါင်းရင်၉ဖြစ်ပြီးမှဒီ၆၈၅ဆိုတဲ့ကဏန်းကစားတာပါတဲ့အဲ့ဒီထဲမှာကဏန်းတူကဏန်းက450 865ကဏန်းတူကဏန်းကစားတယ်ပေါ့နော်၄သုံးရဒါကပထမတစ်ခက်ပေါ့နော်ဟုတ်ပြီဒါဆိုဒုတိယကတ်ဒီမှာ84ခွာနှစ်ပိတ်မှာ၃ကတ်ပဲရှိတာပေါ့နော် ခွန်လေးခွန်ထိပ်စီ၄ဘိတ်လို့ပိတ်တယ်။သူကနေပြီးတနှစ်နှစ်နှစ်၃နှစ်ကျော်မှသူ၆ခါပါပဲတဲ့။အဲ၆ခါကနေပြီးတနှစ်နှစ်နှစ်၃နှစ်ထက်ကျော်လိုက်။24ကျိန်း23ကျိန်း22ကျိန်းမှာ999နဲ့ထိပ်စီ၃လုံး9000တယ်တဲ့။အဲ9000တဲ့နှစ်ထဲမှာပဲသူက၄၀ခွန်အခွလို့ခွာတယ်။ခွာတာနဲ့သူ့ရဲ့ဇောင်းကကနန်း964ဒီအဲ့ဒီထဲမှာပြန်တော့ကစားခဲ့တယ်ပေါ့နော်6 5လေးပြန်တော့ကစားခဲ့တယ် ဲ့လိုကစားပြီးတော့သူ့ရဲ့တနှစ်ကျော်လိုက်ပေါ့ဗျာသူကနေတနှစ်ကျော်လိုက်နော်အိုင်းနှစ်ထဲ2008ခုနှစ်မှာ၄ break လို့စပိတ်တဲ့ချိန်မှာ၈လေးနဲ့ပိတ်တယ်ခွန်လေးပြီးတော့84နဲ့ပိတ်တယ်ပေါ့နော်84နောက်တွဲကစားတယ်ကစားတဲ့နေရာမှာလည်းသူ့အောင်မှာ break ကိုထိုးဖို့ရကိုသူကတုံညရဲ့တရဲ့ရှေ့ရဲ့သုံးလုံးပေါင်းချင်းက6လို့ချုပ်ပြီးမှအဲသုံးလုံးပေါင်းချင်း6ချုပ်ပြီးမှသူ့အောင်မှာ break ကိုကစားတာပါတဲ့အဲ့ဒီထဲမှာကနားလူကနားတုံညငါးလေးနဲ့6ရှင်းကပတ်လေတော့ ကစားနေတာရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့မှတ်မှတ်ထားပေါ့ဒါ play ကိုကြိုက်တဲ့အခါမှာထည့်သုံးရင်သုံးကြပေါ့အဲ့လိုလေးပေါ့နော်ဒါကဒုတိယကက်ပေါ့ဟုတ်ပြီဒါဆိုတတိယကက်နှစ်ပိတ်မှာ84လို့ခွာတယ်တနည်းနည်း3နှစ်ကျော်လိုက်ဒီမှာ6ခါပေါ့နော်6ခါကနေပဲတနည်းနည်း3နှစ်ထက်ကျော်လိုက်နှစ်ပိတ်မှာ1ထိတ်တဲ့22ချိန်မှာ1.5 22ချိန်မှာ8ထိတ်23ချိန်မှာ3ညထိတ်24ချိန်မှာ1ထိတ်နဲ့1တုံညရှင်းနဲ့6ထောင်ပဲဗောနော်အဲ့လိုထောင်တာနဲ့အဲ့နှစ်ထဲမှာသူက40ခွန်းအခွားလို့ခွာတယ်ခွာတာနဲ့သူ့ဆောင်ကခွန်း8နဲ့8ခွန်းနဲ့ဒီအဲ့နှစ်ထဲမှာပြန်ချလို့ကစားရတယ်ဗောနော်အဲ့အတွက်သူကနေတစ်နှစ်ကျော်လိုက်ပေါ့ဗျာပထမကတ်တည်လို့ပဲပွားမယ်ဆိုရင်ခွန်း၄၈၄ဒီမှာ၉၄ဆိုပြီးတော့၄ဘိတ်ကို၉၄နဲ့ပေါ်ခဲ့တယ်ဗျအဲ့လိုပေါ်ခဲ့တဲ့အတွက်သူ့အပေါ်ကဒီ၃ခွန်နဲ့ဒီ ကိုးခါနေရလေကိုးလို့ချုပ်နေတဲ့အတွက်ဒီမှာကိုးပရိတ်ကျွန်တော်မားပရိတ်ရှစ်ပြားရိုက်ထားလို့စဉ်းစားနေရဟိုဘီလိုင်းနေနဲ့သွားစုံတော့ဟိုမဖြစ်မနေထဲ့ကစားတော့တာပေါ့ဗျာမားပရိတ်ထဲဆိုကိုးပရိတ်ပါမှာပေါ့အဲ့လိုမျိုးတော့ဆုံးဖြတ်ချက်ချထားရတာပေါ့နော်အဲ့မှာကျွန်တော်တို့ကိုးပလိတ်ထဲကနေပြီးတော့ဒီလမ်းကနေဆိုတော့သူကနန်းလူကနန်းသွားမယ်ဆိုရင်ရေးထားတဲ့ထဲမှာမပါဘူးเนาะအဲ၃ညာ၅လေးတို့အဲ၆၈၅တို့အဲ့ဒါမျိုးကနန်းတွေအဲကြိုက်ရင်ထိုးပေါ့ အဲကျွန်တော်ရွေးထားတဲ့ဗရိတ်ကိုတဲကနေပြီးတော့ဒါနှစ်လိုင်းပေါ့နော် နောက်တစ်လိုင်းထပ်ပြအောင်ပါဗရိတ်ကိုပေါ့နော်အဲ့လိုလေးတော့ရှိတယ်ဒါမင်းမကြိုက်နဲ့တက်အသုံးပေါ့ဘူးမပိုင်မသိပေါက်လို့လည်းဘာမှပေးတယ်ရမလို့ဘူးနော် Messenger မသုံးဘူး Telegram မသုံးဘူး CV ချက်ပေါက်မသုံးဘူးဟုတ်ပြီနော်အဲ Messenger ကနေပြီးတော့အဖွဲ့ဝင်မလားမေးနေဘလော့တာဘလိုက်နော်ကျွန်တော်ဖြစ်ရင်ဖြစ်နေပြီနော်ဘဘူးဘုံမှာအဖွဲ့ဝင်မလားမမေးဘူးဘူးမအပိုင်မသိဘူးနော်အဲ့တော့အပိုင်မသိတဲ့လုပ်ငန်းကိုအပွဲဝင်မလားလို့မေးနေရော မမေးဘူးလို့နော်ဟုတ်ပြီနော်ကျွန်တော်ဒီမှာ Viber နေပြီးတော့အဲ့လိုမေးရတယ်ဓာတ်ပုံလာလာစကွန်ရှော့တွေလာလာပြလို့အဲ့ဒါချားညက်ပြီးပြောပေးတာလည်းကလေးစိတ်ဝင်စားလို့အဖွဲဝင်ဝင်ကျင်နေဆိုမှခွန်ငါခွန်နှစ်လေးနှစ်တရာဖုံးမော်တာတိုက်ရိုက်ဆက်ပါနော်ဒါမိမိကြိုက်နေတဲ့တလို့တော့ဘောနော်အာနိုင်အာထိုးကြပေါ့အာမအာနိုင်ဘူးဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပါဇက်ကထွက်တဲ့အတိုင်းထိုးပေါ့နော် ဟိုဘာလဲဆိုတော့ကျွန်တော်၈၉လေးနဲ့၈၄၉နဲ့အဲနောင်နှလုံးလှည့်လဲထွက်နေလို့ပေါ့နော်ပြီးကြတဲ့နှစ်ကလည်းအဲ့လိုပဲကျွန်တော်တို့၅၉၈နဲ့၅၈၉နဲ့ပတ်လဲဖြစ်တယ်အဲ၃၃၆နဲ့၆၃၃နဲ့လွဲတယ်အဲ၈၆9နဲ့6 8ခုနဲ့အဲ့လိုအထိုင်တစ်လုံးညင်ညင်ပြီးတော့လွဲနေလို့ပေါ့နော်လွဲတာလေးတွေရှိတယ်လို့အဲ့ဒါလေးကိုမိမိကြိုင်နဲ့တက်ရင်အာနိုင်အာပေါ့မာနိုင်မှုဆိုလဲတဲထိုးပေါ့ဘလူးမအပိုင်မကြည့်ဘူးနော်ပေါအောင်တစ်ခွက်ပဲလွဲလဲတစ်ခွက်ပဲနော်အများကြီးလည်းမပြဘူး ဒီ line လေးကလည်းကျွန်တော်ပြီးခဲ့တဲ့ line ကလည်းကျွန်တော်ဒီ line လေးကနေခွန်တုံညာလေးထုတ်တာပေါ့နော်အဲ့ကနန်းလေးကတော့တကယ်လို့ဖြိုးပြေဆုံးပေါ့နော်တကယ်လို့စိတ်မကုန်နေရင်ခွန်တုံညာလေးပတ်လေလေးကကြိုက်တဲ့ခါမှာထိုးကြပေါ့ဒီမှာနှစ်ဦးမှာလေးထိပ်နှစ်ချိန်မှာကိုးထိပ်ကျွန်တော်ဆရာကိုလွန့်ရဲ့မနာခင်ကပြီးခဲ့တဲ့မူရင်းဆိုင်ပေါ့နော်လေးထိပ်ကိုးထိပ်နှစ်ချိန်မှာနှစ်ခါ၃ချိန်မှာ၃ညာခါအဲ့နဲ့တစ်ဆက်ချင်းချိန်မှာဘူကြီးပလိတ်မသွားတော့ဘူးနော်အောက်ကိုဘာလို့ဆိုတော့ကျွန်တော်အယောင်နဲ့ဆွဲထားတာမဟုတ်တဲ့အတွက်သူကနေပြီးတော့ဒီ ၄ကိုပါဝါထောင်တာနေပြီးတော့တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်ပေါ့နော်၅နှစ်ကိုသွားလိုက်၃ချိန်က၅ဘိတ်ဒီ၄ချိန်က၅ခါကျွန်တော်တို့၅ချိန်က၁ထိတ်နဲ့၁လို့ချုပ်တယ်ဗျာ၅၅၁ပေါ့နော်အဲပြီးတော့ကျွန်တော်တို့၅ချိန်မှာ၈ဘိတ်ကျွန်တော်တို့၆ချိန်မှာ၆ခါနောက်ပြီးတော့ကျွန်တော်တို့9ချိန်မှာ9ထိတ်၃လုံးပေါင်းချင်း9လို့ 196 round ထောင်းတယ်ဗျ။နောက်ပြီးတော့ခွန်ထိတ်နဲ့6ခါနဲ့ဒီက10ပိတ်နဲ့10ခါနဲ့ကိုတက်လို့ချုပ်တယ်ဗျ။အဲ့လိုချုပ်ပြီးတာနဲ့ကျွန်တော်တို့ကသူ့ရဲ့နောက်တစ်နှစ်မှာအကွက်ရွှေမဟုတ်ဘူးနော်အဖြီတိုက်အဖြီတိုက်ကြာရင်တော့ပေါ့ဒီခွန်9နှစ်ဆိုတဲ့ကဏ္ဍကိုအဲ့နှစ်ထဲမှာဖြီတယ်ဗျ။ဒီသုံးလုံးကျွန်တော်တို့ပေါင်းကြည့်လိုက်မယ်နော်။10ရခွန်ရ4ရဒီဘလောက်လဲ9ပေါ့နော်။10ရခွန်ရခွန်ရဒီ2ပေါ့နော်9 2 နောက်ပိတ်က၄၉၄နဲ့၃လုံးပေါင်းကြီးခွန်အဲ့အတွက်၉နှစ်ခွန်ဆိုတဲ့နှစ်ကြိမ်ကကနန်းကိုဖြီဆော့တယ်ဗျာဒါမိမိလောက်ထဲထားတာမပါဘူးเนาะဟုတ်ပါတယ်ဗျာเนาะအဲ့အတွက်ကျွန်တော်တို့အဖြီဆိုင်ပေါ့เนาะအဖြီဆိုင်အဖြီဆိုင်ကိုကျွန်တော်ဖြီကြည့်တာပေါ့เนาะဒီခွန်၉နှစ်ဆိုတဲ့နှစ်ကြိမ်ကထွက်ထားတဲ့ခွန်၉နှစ်ဒီထိတ်သီး၃လုံးပေါင်းကြီးအဲ၉ကိုရေးလိုက်ပဲခါ၃လုံးပေါင်းချင်းနှစ်နှစ်ရေးလိုက်မယ်နောက်ပဲ၃လုံးခွန်အဲ၉နှစ်ခွန်ဆိုတဲ့ပတ်လေကိုဖြီးထည့်ထားတာဗျဒါက လောက်ထည့်ထားတာမပါဘူးသူ့ရဲ့အရှိတရားပေါ့နော်ဒီ၃လုံး၁ဒီ၃လုံး၉ခွန်၆၈နဲ့၁လို့ဖြစ်တယ်ဒါကရောက်ပင်ကိုပဲအဓိကရည်ရွယ်ပြီးပြတာဖြစ်တဲ့အတွက်ဖလိန်ကိုခင်ဗျားတို့လှအောင်ကြိုက်အောင်ပေါ့နော်ကာလာနဲ့ဆွဲထားတာမဟုတ်ဘူးအဲအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါလေးတော့နားလည်ထားဟုတ်ပြီဒါဆိုဒုတိယကတ်ဒုတိယကတ်ဒီမှာ၃၈နေဦးမှာ3ထိပ်၊2ချိန်မှာ8ထိပ်၊3ရှစ်ပါဝါထောင်းနဲ့2ခါ3ညခါရိုက်တယ်။အဲ့ဒီ ထဲမှာ78ချိန်မှာဒါဘူကြီးပလိတ်ပေါ့နော်ဒါတွေကကျွန်တော်ပြနေကြဆိုတော့ထပ်မပြောတော့တာကျွန်တော်ပြိတဲ့အမှန်အဖန်အမှန်နေဆိုရင်ဒါတွေကအလွတ်ရနေပြီသူကနေပြီးတနည်းနည်း3နှစ်4နှစ်5နှစ်5နှစ်မြောက်မှာတဲ့3ချိန်မှာ4ပိတ်တဲ့4ချိန်မှာ6ခါတဲ့5ချိန်မှာ9ထိတ်နဲ့တက်လို့ဖြစ်တယ်ဗျအဲ့လိုဖြစ်တာနဲ့ဒီမှာ5ချိန်က6ပိတ်တဲ့6ချိန်မှာ9ခါတဲ့ခုနှစ်ချိန်မှာ၈ထိတ်နဲ့၈၅၆လို့ round ထောင်းနေပြန်အဲ့တော့ဒီက 6ကျင်က65ရွဲ့နဲ့ဒီက3ညခါနေကိုတစ်လို့ကြိုက်တယ်ဗျာအဲ့တော့3ညတစ်ခွာတာနဲ့ဒါမနစ်ကကျွန်တော်တို့ညီကိုစီနေနေတဲ့ဒီ line နဲ့ပဲအောင်ခဲ့တာเนาะအဲ့မှာ650ဆိုပြီးတော့တစ်ချုပ်တယ်ဗျာချုပ်တာနဲ့သူ့ရဲ့နောက်တနေ5ကျင်ကိုကျွန်တော်ကြည့်လိုက်တော့ဒီ8တစ်နဲ့ဆိုတဲ့ကဏန်းကဒီ2ကျင်က933ကိုသူဖြီထည့်နေတာဗျာဒီ2ကျင်က933ကိုကျွန်တော်ဖြီကြည့်မယ်ပေါ့เนาะဒီ3လုံးပေါင်းခြင်းဒီ9 ခွန်ရဲ့၃ညရဲ့ရှေ့ရဲ့ဒီ၅ပေါ့နော်အဲ့ဒါပြီးတော့ခါ၃လုံးကိုပေါင်းကြည့်တော့လေသူက၉ရဲ့၃ရဲ့၁ရဲ့ဒီ၃ပေါ့အဲ၃၅၃အဲ့မှာနောက်ဘက်ကလည်း၃ညရဲ့၁ရဲ့၂ရဲ့က၃ပေါ့အဲ့တော့၅၃၃ဆိုတဲ့ဒီနှစ်ကျင်ရဲ့ကဏ္ဍကိုပဲသူကဖြီချက်နေတာဗျာအဲ့တော့အပူလည်းဖြစ်နေတော့နှစ်ကွက်တည်းဖြစ်နေမှာကျွန်တော်ချပြတာပေါ့နော်အဲ့ဒါ၆ကွက်ထိုးရမှာမျိုးဆိုမပြပါဘူး၆ကွက်ကိုအားလိုက်ရင်မနေဘူးလေဗျာဟုတ်ပြီနော်အဲ့လိုမျိုးမဟုတ်ဘူးအဲ့တော့သူကအပူခွနဲ့ထွက်ထားတာဆိုတော့နှစ်ကွက်ပဲထွက်တယ် နှစ်ကွက်ကိုကျွန်တော်တို့ကတစ်ကွက်ပဲရွေးထိုးမယ်ဆိုရင်တော့အာထိုးမှ6ကွက်ပဲရှိတာပေါ့နော်အဲ့လိုမျိုးလေးရှိလို့ဟုတ်ပြီဒါဆိုကျွန်တော်တို့ကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ဆိုတော့ကျမတို့မဟုတ်လို့ပေါ့နော်အော်ဒီမှာခဲပြတ်လိုက်ရှာခဲပြတ်လိုက်ရှာတယ်ဘာလို့လဲဆိုတော့ဒီနေရာပေါင်းထဲမှာဆိုတော့ခဲပြတ်နဲ့မှာဆင်ပြေမှာပေါ့နော် ဒီနှစ်ကြိမ်မှာထွက်ထားတဲ့နေရာကိုတန်းသွားလို့မဖြစ်သေးဘူးပြဒီမှာကြံခဲ့ပြီဒီမှာခွန်ရနှစ်ရပေါ့နော်ခွန်နှစ်ပါဝါထောင်းတယ်နှစ်ကြိမ်နှစ်ခါသုံးကြိမ်သုံးညခါဆက်ရှိကြိမ်မှာဘူကြီးပြိတ်ပေါ့နော်အဲ့မှာအစသဖြင့်ပေါ့သူကနေပြီးတော့တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်မှာတဲ့သုံးကြိမ်မှာငါးပိတ်တဲ့နှစ်လေးကြိမ်မှာသုံးညခါတဲ့ငါးကြိမ်မှာ6ထိတ်နဲ့6သုံးညငါးဒီသုံးလုံးပေါင်းချင်းတက်ပါအဲ့တက်ကိုကျွန်တော်တို့ကနောက်ပြီးတော့ပေါ့နော်ဒီ၅ကြိမ်က6ပိတ် ်ခုနှစ်ကြိမ်က9ထိတ်နေဦး665တိရောင်းထောင်နေဗောနော်၃လုံးပေါင်းရင်6လည်းဖြစ်တယ်ရောင်းလည်းထောင်နေအဲ့မှာသူက6ကြိမ်က48နဲ့ခုနှစ်ကြိမ်က6ခါနဲ့ဦးတက်လို့ပြန်ချုပ်တယ်တက်ကိုဒီ၃လုံးတက်လို့ချုပ်တယ်ချုပ်ပြီးတော့နေဒီ9ကြိမ်မှာထွက်မဲ့ကဏ္ဍတည်တဲ့အနည်းမြောက်မှာ3ကြိမ်4 5 4ကြိမ်5ကြိမ်မှာ3ည9 3 6ဗောနော်တက်ဖြစ်တယ်6ကြိမ်9ကြိမ်8ကြိမ်မှာ6 5 6ရောင်းထောင်နေ 6ချိန်ကရှေပေါင်းနှစ်နဲ့ဒီက6ခန်းနဲ့ကိုတက်လို့မူတည်ချုပ်ပြီးတော့9ချိန်မှာထွက်တဲ့ကဏ္ဍဒီသူ့ရဲ့အရှိတရားအတိုင်းဒီ900ကိုဖြီထည့်မလားပေါ့နော်ဥပမာ900ကိုဖြီလို့ကျွန်တော်တို့က3ညကိုအရင်ဖြီလိုက်မှာဗျာ6ထိပ်ပေါ့3ညဖြီအောင်6ထိပ်ခါ3လုံးကိုကျွန်တော်တို့ခွန်နဲ့ဖြီကြည့်လိုက်1ခါနောက်ပိတ်3လုံး10ဖြီအောင်6ပိတ်6 1 9ဟုတ်ပြီထိပ်3လုံးကို10ပဲ6ထိပ် ခါသုံးလုံးကို30ဖြစ်အောင်၄ခါနောက်ပိတ်သုံးလုံးခွန်ဖြစ်အောင်6ပိတ်946 919အဲ့တော့ပြီးတော့ထိုက်သီးသုံးလုံးခွန်ဖြစ်အောင်6ထိပ်ခါသုံးလုံး30ဖြစ်အောင်က4ခါနောက်ပိတ်သုံးလုံး30ဖြစ်အောင်9ပိတ်649နဲ့946 919အဲ့မှာ3ကွက်ပဲရှိတာနော်အဲ့3ကွက်ထဲမှာ919ပဲလိုက်ရကျွန်တော်ကတော့မထိုးဘူးမထိုးဘူးထွက်ချင်ထွက်မထွက်ချင်နေကျွန်တော်မထိုးဘူးဟုတ်တယ်နော်အဲ့တော့ကျွန်တော်မထိုးဘူးဒီချိန်မှာ4နောက်ပိတ် သူကနေပြီးတနှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်မြောက်ဒီမှာ၉ခါလို့ကြာခဲ့ပြီအဲ့တော့၉ခါ၃ချက်တန်းမှလာပေါ့နော်အဲ၉ခါ၃ချက်တန်းမှဆိုတော့၄၉၆ပေါ့ဗျအဲအဲ့လိုလေးပေါ့အဲဒါလေးပြချင်တာကိုတော်တော်ကိုစောင့်ယူရတယ်တခြင်းကိုမြားကြီးဖွင့်ယူရတယ်ပေါ့နော်ဒီလောက်ပါပဲအဲ့ဒါလေး